အားလုံးပဲမင်္ဂလာပါ။ Flandertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကရှေ့အိန္ဒိယမှာဗိမာန်တွေဟာအကိုကြီးတဲ့ဗေဒင်နဗျာတွေဖြစ်တဲ့အိန္ဒရာ၊အဂီ၊ယမာတို့ရဲ့ပထနာတန်တွေနဲ့ပြည်တင်ထန်နေပါရစေ။ပုံနာတွေကဒီနေ့တွေရှိကကျေးဇူးခံစားရဖို့အတွက်မိပုဇော်ဘွဲတွေပြုလုပ်ခဲ့ကြပါရစေ။ဒီလိုလောကထဲမှာဒေတာဂေါတမမင်သားလေးကိုမူပွားခဲ့ပြီးသူကနောက်မှာဗုဒ္ဓဖြစ်လူသိများလာပါရစေ။သင်္ကန်းပစ္စည်းတွေနဲ့ကြီးပင်းလာရတဲ့ဒေတာမင်သားဟာ အင်ဒူထုံလန့်စင်လာတွေနဲ့ဝန်ရခံထားရပြီးလောကဒဏ်ရဲ့ရုပ်စိုးအကြီးတက်မှုတွေကနေကာကွယ်ပေးထားတာခံခဲ့ရပါတယ်။ဒါပေမဲ့ကန်ဂျမာမှာကြားစည်စင်တွေရှိနေခဲ့ ပါတယ်။နန်တော်ပြင်ပါကိုခုတ်တပ်ပြီးလက်လက်ကြည့်ရှုတဲ့အခါဒိတ်တရာဟာဘီလီဘားကိုမြင်တွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ပါတယ်။အဲ့ဒါတွေကတော့အိုဂျင်း၊နာဂျင်း၊တေဂျင်းနဲ့တော်တော်ရဟန်းပဲဖြစ်ပါတယ်။ဒီမြင်ကွင်းကသူ့ရဲ့ကာကွယ်ခံကဘာမြင်ကိုရိုက်ခွဲပြစ်လိုက်ပါတယ်။နဗျားတွေကိုဘလောက်ပဲဆူတောင်းပပန်းလူတွေအားဆင်းရဲဒုက္ခကနေလွတ်မြောက်ခြင်းမရှိဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်။ အဲ့ဒီအချိန်မှာတိကတာရဲ့စိတ်ထဲမှာဒီဘွားတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့သူခေရဲ့အခြေခံကြပြီးသားအင်ဒိုဒလိထုံနှံတွေကိုရဲရဲဝံ့ဝံ့တန်တရားဝင်လိုက်ခြင်းပါပဲ။အားကြောင့်မင်းသားတစ်ပါးကနေတော်တော်သူတို့ဖြစ်လာခဲ့တဲ့သူကသူ့ဘိုးဘွားတွေရဲ့နှစ်ဖယားတွေကိုမေးခွန်းထုတ်ရခဲ့တာလေ။အမန်တရားကလူများစုတည်ထားတာတဲ့ပုံမနဲ့နဲ့ပြီးပုံမငင်းပွားပွဲရဖြစ်နေပါတယ်။အိဒရာဟာဘာသာရေးကန့်ဆိုင်နဲ့အင်ဒိုမင်းသားတစ်ပါးကနေဖယားဖြစ်လို့ရောက်ရှိလာတဲ့ခီးဟာသူ့ခေဗီရင်ဘာသာရဲ့အခြေခံအုတ်မြစ်တွေကိုပါဆန့်ကျင်ပုံကန်ခဲ့တဲ့ဝိညာဉ်ရေးကပုံကန်မှုတစ်ခုပါပဲ။ ဒါတတိရှိမှုတန်ဆိုင်မှုနဲ့တောင်ရှာသမိုင်းကိုပြန်လဲပုံဖော်မဲ့အတွေ့အကြုံများထိတိုင်ရင်ဆိုင်မှုရဲ့ဇလံတစ်ခုဖြစ်တာကြောင့်ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးဖို့ပြောကြားလိုပါတယ်။အရင်မြင်များကိုဖော်ပြချက်တွေရှင်မှာခြာပေးထားတာကြောင့်ကိုယ်တိုင်တွားရောက်လေးလာဆောင်လမ်းနဲ့ကြောင်းကိုလည်းတီးပြီးပြောကြားလိုပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစာလိုက်ကြရအောင်ပါ။ ်ဒိတ်ထရမင်တာခေကဗီရင်ဆင်လာကနေပေါက်ထွင်းခြင်းဟာအိနုဘာသာလို့နာမည်မတွင်သေးပေမဲ့တပြားတွေကိုဂုံပြူဖို့ရေးဆက်ထားတဲ့ဘာသာရေးတချင်းတွေနဲ့ထုံလန့်ဆင်လာတွေပြည့်နေတဲ့ဗီရကျန်ကတ်များရဲ့အာနာပိုင်မှုကိုအဓိကထားပြီးလက်ပတ်နေခဲ့ပါတယ်။ပုံနာတွေဟာဒီထုံလန့်ဆင်လာတွေကိုလိုအပ်ကြီးအုပ်ထားပြီးဘာသာရေးယူဝါဒနဲ့မှန်ကန်တယ်လို့ယူဆထားတဲ့ပြင်းကျက်တဲ့ဇက်စနစ်ကြောင့်လူ့အဖွဲ့အစည်းဟာအလွာလိုက်ခွဲခြားခံရပါတယ်။အေရဒူဒိတ်တရာဟာဆင်းရဲဒုက္ခကိုခြုံငိမ့်ဖို့အတွက်သူ့ရဲ့ရှာဖွေမှုမှာပထမဦးဆုံးအနေနဲ့ဒီတလေးတွေတည်းကနေဖြေရှာဖို့ကြိုးစားခဲ့ပါတယ် နာမည်ကြီးယောဂီတွေရှိမှလေးလာခဲ့ပြီးဖျားထိုင်နဲ့နည်းနည်းတမာရီတွေကိုတမြောက်ခဲ့ပါလေဒီဝိညာဉ်ကိုတတ်ဆင်ပေးမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ခန္ဓာကိုယ်ကိုပိန်ချုံအောင်ညပန်းနဲ့ဆက်တဲ့ဟတ်တန်နဲ့အကျင့်များကိုတော့ကြည်ညာခဲ့ပါလေဒီလမ်းစဉ်တွေဟာနတ်ဖျားတွေကိုနှစ်သက်စီဖို့ဒါမှမဟုတ်ကံကိုလောင်ကျွမ်းစီဖို့အတွက်အိမ်လူရက်တွေရှမာနာတလေကချမှတ်ထားတဲ့လမ်းစဉ်တွေပဲဖြစ်ပါလေအဲဒီမဲ့ဒီရာတွေတဲကတခုမှသိတစရှာပွေနေတဲ့အရာကိုမပေးနိုင်ခဲ့ပါဘူးအစာငတ်ခံခြင်းကသူ့ကိုဖျားပြစ်ဖို့မပေးဘဲဒီလိုနှိပါးထိတာရောက်စေခဲ့ပါလေ ရုပ်တွေနဲ့ထုံလန်းစင်လာတွေကလည်းသူ့အတွက်အနစ်မဲ့ပြီးအချင်းနီးလိုခံစားခဲ့ရပါတယ်။ပုံနာတွေကဆင်းရဲဒုက္ခဟာအတိတ်ဘဝကမကောင်းမှုတွေရဲ့အပြစ်ဒဏ်ဖြစ်တဲ့ကံတာဖြစ်တယ်။လူတယောက်လုံးနိုင်တာကခန္ဓာရင်ရှိဖို့ဒါမှမဟုတ်ပုံမကောင်းမှုနဲ့ဘဝအတဲ့အတွက်ပူဇော်ပွဲတွေပြုလုပ်ဖို့ပဲလို့ဆိုခဲ့ကြပါတယ်။ဧတတာအတွက်တော့ဒါတတောင်တတာမရှိပဲလျှော့ရှုံပေးလိုက်ရရင်အဆုံးမဲ့လမ်းလို့ခန်းစားခဲ့ရပါတယ်။ဒါသူမလေးသူစားတာစီက ဆန်နေလို့ပါတယ်ရိုးရှင်းတဲ့စားစောက်ကိုလက်ခံပြီးအဆုံရောက်တဲ့ယတိဝါရကိုဆွန့်လွတ်ခဲ့တာမြတ်တာတဲ့နီလန်းကိုကျင်တုံးခဲ့တယ်ဆိုတာနာမည်ကြီးပါတယ်ဒါအလဲလက်လန်းရဲ့မူပါခြင်းပဲဖြစ်ပါတယ်ပြုံဝေခြင်းမဟုတ်ကိုကိုကိုညှင်းဆဲခြင်းလည်းမဟုတ်တဲ့အလဲလက်ရှိမှုနဲ့ထိုတွင်တိတ်မြင့်မှုလန်းစဉ်ဖြစ်ပါတယ်ဧဒရာဟာဘော်ဒီဘင်အောင်မတရားထိုင်ရင်ဘုရားဖြစ်ကိုရရှိပြီးမှသာရှေးအောင်ဘာသာရေးနဲ့အမှန်တကယ်ဆက်ပြတ်ခြင်းဖြစ်ပေါ်လာခဲ့ပါတယ်ဟုတ်တာအတိညာရသူဖြစ်ဒုရလာတဲ့အခါသူဟာပြစ်မှတ်ကိုပြပြစုံနဲ့ရှင်းလင်းပြသမှုနဲ့မြင်ခဲ့ရပါတယ် သူမြင်ခဲ့တဲ့ຢာကဗေဒင်ယူဝါဒတွေနဲ့ကန့်ကျင်ခြင်းမရှိခဲ့ပါဘူး။သူကလွတ်မြောက်ခြင်းအားနှဖျားတွေကိုကျေနပ်အောင်လုပ်ခြင်းဒါမှမဟုတ်ထုံလန်းစင်တာတွေလုံဆောင်ခြင်းကနေမလာပဲမိမိစိတ်နဲ့လောရက်တွေကိုနားလဲခြင်းကနေလာတဲ့ဆိုတဲ့ခေပြောင်းဒေါ်လာနဲ့တရင်စကားနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာလိုအပ်တဲ့ဒေါ်လာရင်းတစ်ခုပဲဖြစ်ပါတယ်။ဟုတ်တယ်ရဲ့အစုံမတွေဟာအိန္ဒိယတရောက်ပါတာရဲ့အာနာဒီဆောက်ပုံကိုအဓိကနီလန်၃ခုနဲ့ပုံမွင့်လင်းလင်းထိခိုက်စေခဲ့ပါတယ်။ကဲပြမာနာဂျာကန်လူမလို့တော့ချင်း ဗီဒီယံဆိုင်လာရယမနာပုံသားတွေဟာဖျားစီကိုသွားတယ်တကားဆောင်တွေဖြစ်တယ်သူတို့ကလည်းဗီဒီယံချင်းတွေကိုမှန်ကန်စွာယူဆနိုင်တယ်ပူဇော်ပွဲတွေပြုလုပ်နိုင်တယ်နတ်ဖျားတွေကိုတောင်းဆိုနိုင်တယ်လို့သူတို့ကအခိုင်အမာပြောကြခဲ့ပါတယ်ဘုရားလူတို့ဦးနဲ့အမတ်တရားကြမှာလူသားဂျာကန်လူမလို့ဘူးဆိုတဲ့အယူအဆကိုပြပြတသားပယ်ချခဲ့ပါတယ်သူကမိမိကိုယ်ကိုမိကိုယ်ပါလို့ဟောကြားခဲ့ပြီးလူတွေကိုသူတို့ရဲ့ကိုယ်ပိုင်တွေ့ကြုံကနေအမတ်တရားကိုရှာဖွေဖို့တိုက်တွန်းခဲ့ပါတယ်ဖျားဖြစ်ရောက်ရှိခြင်းဟာပုဂ္ဂလိကဖြစ်ပြီးမိမိကိုယ်တိုင်ရရှိနိုင်ပါတယ်တင်ကိုကဲတင်ဖို့အတွက် ပုံနာတယောက်မလိုပါဘူးဒီလိုဝိညာဉ်ရေးရာအခွင့်အာဏာကိုဒီမိုကရေစီစနစ်ကျင့်သုံးခြင်းဟာဒီမနာတွေရဲ့ကုန်တိတ်ခါကိုတရားရိုက်ဆင်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဟိုဒါကိုသူခေတ်ကပုံနာများစွာကဖြစည်းရေးတမားပြရှုမြင်ခဲ့တာအံ့ဩစရာမရှိပါဘူးနဘတ်နဲ့ဇလန်းခွင့်တို့မရှိတော့ခြင်းအိန်ဒိုလူ့ဘွဲ့စီကလူတယောက်ရဲ့ဝိညာဉ်ရေးရာဆိုင်ရာလာလောက်ကိုမူပါလာခြင်းကလေးကသတ်မှတ်ထားတယ်လို့တွင်ပြင်ခဲ့ပါတယ် ဒီမနာရီလာတန်ရှင်တော်ဖြစ်တယ်။ပြီးရင်တိတ်တသရဲ့မျိုးနဲ့စုလို့တာကတိယစစ်တီတော်တွေဝေတာကုံတွေတွေလောက်တာအခြေခံတွေနဲ့အောက်ဆုံးမှာလူတိုင်းဝိုင်းကနေပယ်ထုတ်ခံရသူတွေရှိပါတယ်။ဘုဒ္ဓဟာဒီယူဇာကိုဖြည့်ဆည်းပစ်ခဲ့ပြီးသူဟာဇလန်းအလုံးရဲ့ကျမဲလူတွေကိုပါဗိက္ခုနီတန်ခါဖွဲ့စည်းတဲ့ကိုကြိုးစိုးခဲ့ပါတယ်။သူဟာမတိမတွေ့အပ်သူတွေနဲ့ပြည်သူဆောင်တွေကိုပါနေစားရတဲ့တပည့်တွေဖြစ်ရဟန်းဝတ်ပေးခဲ့ပါတယ်။လူတယောက်ရဲ့တန်ဖိုးဟာသူတို့ရဲ့မျိုးရိုးကနေမလာပဲသူတို့ရဲ့အကျင့်နဲ့ထိုးထွင်းတိမြင့်မှုကနေလာတယ်လို့သူနယ်ခဲ့ပါတယ်။ ဇာစင်တန်ကိုဘုရားသခင်ရဲ့ဥပဒေဖြစ်တမတ်ထားတဲ့လူဖွဲ့စီမှာဒါဟာအစွန်ရောက်တဲ့ယတိချက်ဖြစ်ခဲ့ပါတယ်။ဒေသမှုအတွက်ဆန်တမတ်ချက်ကိုမွေးဖွားခြင်းမဟုတ်ပဲအယူနာနဲ့ဉာဏ်ပညာဖြစ်တမတ်ခြင်းအဖြစ်ဗုဒ္ဓဟာဟိန္ဒူဘာသာကတန်ရှင်းစေခဲ့တယ်။လူမှုအစီအစဉ်ရဲ့ဥဒဏ်ကိုထိမှန်စေခဲ့ပါတယ်။ဒါပတ်တော့မြက်ကန်ဒလိထုံနှံများကိုပယ်ချခြင်းဗီရင်ကိုကွယ်မှုဟာအသေးစိတ်ကြတဲ့ထုံနှံစင်လာများမိဘူးသောပွဲများတန်ရှင်းတဲ့ရွတ်ဆိုမှုများ ၊နှုတ်တော်ပန်ဒါမှမဟုတ်လိပ်စံများကိုနဖရားမျိုးမျိုးအားကျင်းနှက်စေရန်ပူဇော်ခြင်းများပေါ်အာယုံဆိုင်ခဲ့ရပါတယ်။ဒီခန္ဓာတွေဟာဈေးကြီးပြီးချုပ်ထွေးနိုင်ပြီးတာမန်လူတွေကပုံနာတွေပေါ်မိခိုးပြီးမကန်စွာ လုံဆောင်စေခဲ့ရပါတယ်။ဘုရားဟာအာယုံကိုတင်ပတ်သို့လှည့်လိုက်ပြီးကိုကျင့်တရားကောင်းမွန်စွာနေထိုင်ခြင်း၊စိတ်ကိုပွားများခြင်း၊တရားထိုင်ခြင်းနဲ့ဉာဏ်ပညာတို့ဟာစင်ဒုက္ခကိုချုပ်ငြိမ်ဖို့လမ်းဖြစ်တယ်လို့သွန်သင်ခဲ့ရပါတယ်။ဒီထဲမှာလိပ်စံတွေမရှိလို့ဒါမှမဟုတ်နားမလဲပဲမန္တန်တွေရွဆိုတာမဟုတ်ဘူး။ သူကဗေဒကျန်ကန်တွေရဲ့အာဏာကိုတောင်မေးခွန်းထုတ်ခဲ့ပါတယ်။ဗုဒ္ဓဘာသာကျမ်းတွေရာခြေအောင်ဟိန္ဒူယတိတွေရဲ့မူလဆုံးမတွေကိုပုံနာတွေကသူမုံတည်တဲ့တိရစ္ဆာန်ပူဇော်မှုတွေပါဝင်အောင်ပြောင်းလဲပြစ်ခဲ့တယ်လို့ဗုဒ္ဓကခံစားခဲ့ရပါတယ်။ပြပခန္ဓာတွေတဲ့သူဟာဘဝဟာဆင်းရဲဒုက္ခဖြစ်တယ်။ဆင်းရဲဒုက္ခကိုတဏှာကဖြစ်စေတယ်။ဆင်းရဲဒုက္ခခြုံငိမ့်ဖို့လမ်းစဉ်ဖြစ်တယ်။မဂ်ကင်၈ပါးဆိုတဲ့အမတရား၄ပါးကိုနားလည်ဖို့လေးပေးခဲ့ရပါတယ်။ဒီဆုံးမကဆင်းရဲဒုက္ခရဲ့အကြောင်းရင်းနဲ့ပူဇာနီကိုနှစ်ဖျားတစ်ပါးရဲ့ ။ခင်ဗျာဆိုင်မှုတွေမှာမထားပဲလူသားရဲ့စိတ်ပညာနဲ့လောရများမှသာတည်ရှိစေခဲ့ပါတယ်။တကယ်တော့ဗုဒ္ဓရဲ့အယူဝါဒကတပြားတွေတောင်မှကံဆိုတဲ့စကြဝဠာနိယမကိုလိုက်နာရပြီးတင့်ကိုဆင်းရဲဒုက္ခကနေကယ်တင်မပေးနိုင်ဘူးလို့ဆိုခဲ့ပါတယ်။တင့်ကိုတင်ကယ်တင်ရပါမယ်။အဖေကနည်းနည်းမှုရှိပြီးဗုဒ္ဓဘာသာကနတ်ဖရာဒီဝါဒီတည်ရှိနေတာကိုညင်ပယ်ခြင်းမရှိပါဘူး။တကယ်တမ်းဗုဒ္ဓဘာသာကျမ်းတွေမှာအိန္ဒြာတက္ကယမစတဲ့နတ်ဖရာတွေကိုမကြာခဏဖော်ပြထားပါတယ်။ဒါပေမဲ့ဗုဒ္ဓက ူတို့ရဲ့ခံကဏ္ဍကိုပြန်လည်တတ်မှတ်ခဲ့ပါတယ်။ဘုရားဘာသာမှာနတ်ဖျားတွေဟာအမြင့်ဆုံးဖန်ဆင်းရှင်တွေဒါမှမဟုတ်ကက်တင်ရှင်တွေမဟုတ်ကြပါဘူး။သူတို့ဟာစံတရားလဲနေတဲ့အကန့်တရှိတဲ့တတဝါတွေဖြစ်ပါတယ်။သူတို့ဟာကောင်းကင်ဘုံမှာနေပေါင်းများစွာနေနိုင်ပေမဲ့သူတို့လည်းနောက်ဆုံးမှသိဆုံးရပြီးအောက်ဆင်းဘဝတွေမှာပြန်လည်မူဖွားနိုင်ပါတယ်။ဘုရားကျန်တဲ့ဆောင်မှာမြမနတ်ဖျားမဟာမြမကသူဟာအနန္တတကုရှင်ဖန်ဆင်းရှင်လို့သူကိုယ်သူထင်အောင်ထင်မှားဖြစ်နေတာကိုဖော်ပြထားပြီးဘုရားကဒီမြမဟာခြေကြစွာနေထိုင်ရတဲ့တတဝါတစ်ပါးသာဖြစ်ပြီး သူ့ရဲ့အတိတ်ဘဝကိုမေးနေတာကိုရှင်းပြခဲ့ပါတယ်။ဒီဇလန်ကဟိန္ဒူဖန်ဆင်းရှင်ဖရာရဲ့သဘောတရားကိုပြင်းပြင်းထန်ထန်သိရောထားပြီးအမြင့်ဆုံးနှစ်ဖရာပင်လေအမတ်တရားရဲ့သဘောတဘာဝကိုမရှိကြောင်းပြသခဲ့ပါတယ်။ဗုဒ္ဓရဲ့အဆုံးဆုံးစိတ်ပိုင်းဆိုင်ရာမိကုံးများပေါ်ညီတက်နေခြင်းကလည်းထူးခြားပါတယ်။အော်ရာဘီယာဒါမမဟုတ်ဝိညာဉ်တရှိခြင်းအကြောင်းမေးတဲ့အခါဗုဒ္ဓဟာဟုတ်တယ်ဒါမမဟုတ်မဟုတ်ဘူးဆိုတဲ့အဖြစ်ကိုမပေးဘဲအကြာခဏညင်းပယ်ခဲ့ပါတယ်။သူကဒီလိုမေးခွန်းတွေကိုအစိတ်များနဲ့ပြစ်ခတ်ရတဲ့လူတစ်ယောက်နဲ့နှိုင်းရှင်ပြီး ဦးသားမှုမခံယူခင်မြားကိုဘသူကလဲဟုတ်တာလဲ။ဘာနဲ့လောက်တာလဲဆိုတာကိုသိဖို့အတင်းကျပ်တောင်းဆိုနေတာနဲ့တူတယ်လို့ဆိုခဲ့ပါတယ်။တဏှာပြည့်စင်ရဲ့ဒုက္ခကိုခြုံငိမ့်ဖို့အတွက်ရေတကြီးလှုပ်ဆောင်ရမယ့်အလုပ်ကနေအာယုံလွဲစီတဲ့အရာဖြစ်တယ်လို့ဆိုလိုပါတယ်။သူရဲ့အာယုံစူးစိုက်မှုကလက်တွေ့ကြကြဖြစ်ပြီးမတို့ဘလို့စင်ရဲ့ဒုက္ခကိုရတတ်မလဲ။အသေးချင်းနဖျားရီဒါမှမဟုတ်သာဝရဝိညာဉ်ကြောင့်တွေ့တော့ခြင်းကငင်းငယ်မှုနဲ့ဖျားအဖြစ်ကိုမဖြစ်စေဘူးလို့သူကပြောခဲ့ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာကလုံးဝဖျားမရှိွာတာမဟုတ်ပေမဲ့ ဝိညာဉ်ရေးရာတတဝအများစွာကိုလက်ခံထားပါတယ်။ဗုဒ္ဓရဲ့ချင်ကပ်မှုကနတ်ဘုရားတွေကိုလွတ်မြောက်ခြင်းအတွက်ဘလိုအပ်တဲ့အနေထားမှာထားရှိခဲ့ပါတယ်။နတ်ဘုရားတွေကိုဆုတောင်းခြင်းဒါမှမဟုတ်ပူဇော်ခြင်းဟာမိမိရဲ့ကိုယ်ပိုင်သီလတတိနဲ့ဉာဏ်ပညာကိုပွားများခြင်းထက်များစွာအသုံးမဝင်ဘူးလို့ရှုမြင်ခဲ့ပါတယ်။ဗုဒ္ဓကကိုခြင်းတရားဆိုင်ရာခြင်းတရားကံနဲ့ကိုယ်ပိုင်ကြိုးပမ်းမှုမကင်ရှိပါတို့သာလူတရားရဲ့ကံကြမ္မာကိုလွှမ်းမိုးတယ်။ဖရာရဲ့ဂျောင်းဝင်ဆော့ဖတ်မှုမဟုတ်ဘူးလို့တွင်နေခဲ့ပါတယ်။သူကဟိန္ဒူဘာသာမှာ ထာဝရကိုပိုင်ဝန်ကြီးအတမန်ကဖေဟာယမန်နဲ့ပေါင်းစည်းတဲ့ဆိုတဲ့ယူဆကိုညင်းပယ်တယ်။အနတဝန်ကြီးမရှိအယူဝါဒကိုတောင်သွန်သင်ခဲ့ပါတယ်။ဗုဒ္ဓရဲ့နောက်လိုက်တွေတိုးပွားလာတာနဲ့အမျှသူ့ရဲ့အလဲလဲလန်းအတွေ့အခေါ်ဟာရှေးအောင်အုပ်ချုပ်သူတွေနဲ့မလွဲမသွေထိတိုက်တွေ့ခဲ့ပါတယ်။ဝင်လင်းစိတ်ရှိတဲ့ပြမနာနဲ့ရှာဖွေသူအများပြားသူ့ရဲ့တပည့်တွေဖြစ်လာခဲ့ကြတယ်လို့ကြားသိခဲ့ရပါတယ်။ဒါပေမဲ့ဘာသာရေးဖွဲ့စည်းအထူးသဖြင့်ဘီရင်ထောက်ခံမှုကိုခံစားနေရတဲ့ကျမနာတွေကချင်းချောင်းမှုခံစားခဲ့ရပါတယ်။ဒါကပေတင်ထုံနှက်စင်လာတွေကိုလစ်လို့ရှူပြီး တကရဘာသာအစားတာမန်လူတွေရဲ့ဘာသာစကားဖြစ်တဲ့မာဂရီပဂရီဘာသာနဲ့တင်ကြပြီးဘယင်တွေနဲ့ကုန်တယ်တွေကိုသူရဲ့ရဟန်းတက်ငါဖွဲ့စည်းတစ်ကိုထောက်ပံ့ဖို့ဆွဲဆောင်ခဲ့တဲ့ဆရာတဦးပဲဖြစ်ပါတယ်။ဩဇာအာဏာဆုံးရှုံးနိုင်ကြီးကအမှန်တကယ်ရှိခဲ့ပါတယ်။အိန္ဒုစိစဲဝါရီတွေရဲ့တုံ့ပြန်မှုကနှမျိုးဖြစ်ခဲ့ပါတယ်။အချို့ကဗုဒ္ဓနဲ့အခြေတင်ဆွေးနွေးခဲ့ကြပြီးအချို့ကပိုပြီးကောက်ကျစ်တဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ကြပါတယ်။ တို့ဟာဗုဒ္ဓကိုသူတို့ရဲ့ကျမ်းဂန်တွေထဲမှာပြန်လည်အပြည့်ဖွင့်ဆိုခဲ့ကြပါတယ်။ဗုဒ္ဓပွင့်ပြီးရာဇဝင်များစွာကြာပြီးနောက်အချို့သောဟိန္ဒူကျမ်းများဖြစ်တဲ့ပူရန်များကဗုဒ္ဓဟာတကယ်တော့ဗီဒနိုးနမင်းအဝါတရားလူပြည့်ပြန်လည်ဝင်စားမှုဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒါကကွန်ပျူတာမဟုတ်ခဲ့ပါဘူး။ဗီဒနိုးနမင်းဟာမကောင်းသူများကိုဗီဒကျမ်းဂန်တွေကနေလွယ်မရှိဖို့ယူရပြီးဗုဒ္ဓပြည့်လူပြန်ဝင်စားခဲ့တယ်လို့ပြောခဲ့ကြပါတယ်။ဒါကဖျားသခင်ရဲ့ပြစ်ပေးမှုဒါမှမဟုတ်တန်တမှုတစ်မျိုးလို့ပြောရပါတယ်။ ဒီလိုနောက်ကြောင်ပြန်ထဲတင်ခြင်းဟာအိန္ဒိယတွေကိုစိတ်မပူပါနဲ့ဗုဒ္ဓဟာပြိုင်ပတ်စရာတူမဟုတ်ပါဘူးသူကငါတို့နှစ်ဖ ያ ရဲ့လီလာကစားမှုပုံစံတစ်ခုသာဖြစ်ပါတယ်ဗုဒ္ဓဘာသာအတွက်ငါတို့ဘာသာကိုသွက်ခွာဖို့မလိုအပ်ဘူးလို့ပြောခြင်းအပြင်ဗုဒ္ဓဘာသာရဲ့ချိန်ကုန်မှုကိုချိန်မုံဖို့ကြိုးစားခြင်းသာဖြစ်ပါတယ်ဗုဒ္ဓဘာသာအိန္ဒိယမှာရာဇဝတ်ပောင်းများစွာရေပန်းစားမှုမြင့်တက်ခဲ့ပါတယ်အာဒေါကဘီရင်လို့သကုတ်ကြည့်တဲ့ဧကရစ်တွေကဗုဒ္ဓဘာသာကိုကူပြောင်းပြီးအရှတလွားကိုဖြန့်ကျက်ခဲ့ပါတယ်။ဗုဒ္ဓဘာသာကိုရှင်အောင်အိန္ဒိယအတွေးခေါ်မှာ ်နတ်ဒီကစာအပြည့်မရှိလို့သတ်မှတ်ခဲ့ပြီးဗီရင်ကျန်းငယ်ရဲ့အာနာကိုညင်ပေ့တာကြောင့်ဟောတောင်မဟုတ်ဘူးလို့ဆိုလိုပါတယ်။ဒီညွန်ကဗုဒ္ဓရဲ့ဖောက်ထည်မှုဟာဘလောက်ရည်ရင်လဲဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်။သူကအရှင်လာကိုရာဇုနဲ့မြားစွာတန်ရှင်းစေခဲ့ရင်တောင်အမတ်တရားဟာဓလေထုံးတဲ့ထက်ကိုရေးကြည့်တယ်လို့ထိတိရရောက်ပြောကြခဲ့ပါတယ်။အကြသေးမိကဗုဒ္ဓနဲ့အိန္ဒိယအော်တောက်ပါတာကြာအငင်းပွားမှုဟာဒီနေ့အိန္ဒိယမှာတစ်ဖက်ပြက်လင်းလန့်နေစေပါပဲ။ဗုဒ္ဓကိုအများစုကလေးစားကြပေမဲ့ သူ့ကိုဘယ်လိုနားလဲတလဲဆိုတာကသူ့ကိုမေးတလဲဆိုတဲ့အပေါ်မူတည်ပါတယ်။အင်းတို့များစုကသူ့ကိုဝါတာရဒနာကြီးကြောင့်သူရဲ့နဖျားတွေကိုထဲတင်ပြီးဘုရားဘာသာကိုသနာတနာဓမ္မသာဝရဘာသာရဲ့အခြားအကိုင်းခက်တစ်ခုဖြစ်တတ်မှကြာပါတယ်။ဒါပေမဲ့ဘာသာရေးကိုင်းဆိုင်တဲ့ဘုရားဘာသာဝင်တွေကဗုဒ္ဓရဲ့တရင်စကားဟာဇက်စနစ်မညီမျှမှုနဲ့ဓလိထုံးနှံများရဲ့အကျိုးမဲ့မှုကိုစန့်ကျင်တဲ့သံဃောကျက်တစ်ခုဖြစ်တဲ့ဆိုတာကိုမိမောင်းထုတ်ပြကြာပါတယ်။ဒါကဘာသာရေးဆိုင်ရာအကြောင်းအရာတသက်တမ်းလူမှုရေးဝေဖန်မှုဖြစ်လာပါတယ်။ ဥမာအပြည့်20ရာစုအိန္ဒိယရဲ့ဖိနှိပ်ခံရတဲ့ဒလီမတိတွေ့ရသူအတိုင်းဝိုင်းကောင်းဆောင်ဒေါက်တာပီယာဘတ်တကာကအိန္ဒိယဘာသာကတန်ရှင်းစေတဲ့ဇက်ခွဲချမှုဖိနှိပ်မှုကနေလွမြောက်ဖို့အတွက်နောက်လိုက်တံပေါင်းများစွာနဲ့အတူဗုဒ္ဓဘာသာကိုကူပြောင်းခဲ့ပါတယ်။သူတို့ကဗုဒ္ဓဘာသာဟာမတရားတဲ့ဘာသာရေးမိန့်ကိုစန့်ကျင်တဲ့လူမျိုးရေးလွမြောက်ရေးကိရိယာတစ်ခုဖြစ်ခဲ့ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း25ရာစုကဗုဒ္ဓရည်ရွယ်ခဲ့တဲ့အတိုင်းဖြစ်ပါတယ်။ဒေတာဂေါရမဟာအိန္ဒိယနဲ့ဗျာရီကိုကိုကိုွက်ခြင်းကနေပေါက်တွင်ခြင်းဟာမနာလိုမှုဒါမှမဟုတ် အတားကြောင့်လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါကဖြောင်းမမှတ်ကန်မှုရဲ့နည်းနည်းလေးလုံရက်တစ်ခုဖြစ်ပါတယ်။သူကဆင်းရဲဒုက္ခကိုမြင်ပြီးဓာတ်ရိုက်ဖြေကိုရှာခဲ့ပါတယ်။တည်နေတဲ့ဆင်လာတွေကသူ့ရဲ့ရေးပေါ်ရှာဖွေမှုကိုမကျေနပ်တဲ့အခါသူတို့လမ်းခွဲပြီးကိုယ်တိုင်အမှန်တရားကိုရှာဖွေတွေ့ရှိဖို့တတိရှိခဲ့ပါတယ်။ဒါကိုလုံဆောင်ခြင်းအဖြစ်သူကလွန်မြောက်ခြင်းကိုထုံလန့်ဆင်လာတာမှမဟုတ်ဖခင်ရဲ့ဆန္ဒလျောက်ပေးသနာတာမဟုတ်ပဲသူတင်တိမြင့်မှုနဲ့ရရှိတာကိုကဘာကိုပြသခဲ့ပါတယ်။ပြင်ပအနာပိုင်မှုကနေအတွင်းစိတ်နှိုးချမှုစီကိုပြောင်းလဲခြင်းဟာ ဟိုဒါအကြောင်းပြောတဲ့အခါလူအများစုမပြောပြတဲ့အမှတ်တရပဲဖြစ်ပါတယ်။သူခေကလူတို့အနေနဲ့ဒေတာကြမ်းကန်တွေကဘယ်တော့မှမမှန်နိုင်ဘူးဆိုတာကိုကျွန်တော်လက်မခံနိုင်ဘူးလို့ပြောဖို့အတွက်ရဲရဲမှုလိုအပ်ခဲ့ပါတယ်။ဒီရုပ်ရှင်နဲ့ညင်ပယ်မှုကြောင့်သူဟာလူတန်းပေါင်းများစွာအတွက်ဂျန်နဲ့ဘာသာရေးနဲ့နိမိတ်တွေကြော်လွန်ပြီးဝိညာဉ်ရေးရကိုရှာဖွေဖို့တကားဖွင့်ပေးခဲ့ပါတယ်။ဟိုဒါရဲ့ဘဝဟာတခါတည်းရဲ့ဉာဏ်ပညာဆိုတာအတန်ရှင်းဆုံးကင်ဆယ်ထားတဲ့ယုံကြည်ချက်တွေကိုတော့ဆွန့်လွတ်လိုက်ရတာကိုတတိပေးနေပါတယ်။သူဟာဟိန်းနူဖျားတွေကို ပပေါ်တနံပဲချခဲ့တာမဟုတ်ပါဘူး။ပြင်ပန်းနှစ်ဖျားတွေကိုအာကိုချင်းကလွတ်မြောက်ခြင်းရဲ့တော့ချက်မဟုတ်ဘူးဆိုတာကိုနက်နက်ချင်းချင်းဆင်ခြင်ပြီးမှလုပ်ခဲ့တာဖြစ်ပါတယ်။မျက်စိမယုံကြည်မှုအစားသူကကိုချင်းတရားနဲ့နေထိုင်ခြင်း၊တရားထိုင်ခြင်းနဲ့အတွေ့အကြုံဆိုင်ရာနားလည်မှုဆိုတဲ့ဤလန့်ကိုပေးခဲ့ပါတယ်။မညီမျှမှုစားလူတိုင်းအတွက်ဝိညာဉ်ရေးရာလွတ်လပ်မှုရဲ့ယူပါရုံကိုပေးခဲ့ပါတယ်။ဘုရားဘာသာဓမ္မနဲ့ပေးတဲ့ပြမနာဝါဒကြားကအတွေ့အခေါ်များထိတ်တဲ့ရင်ဆိုင်မှုဟာတကူးစီကိုတုံ့ပြန်မှုဖြစ်တိုးတက်ပြောင်းလဲစေခဲ့ပါတယ်။ ဒီနေ့ကဟိန်နူဘာသာကလွန်ခဲ့တဲ့ BC 900ကဒလီထုံတမ်းတွေလှုပ်ဆောင်တဲ့ဘာသာနဲ့မတူတော့ပါဘူး။ဘုရားဘာသာကနေညတာဗတ်တီနဲ့ပုဂ္ဂိုလ်ရေကတင်ခြင်းပေါ်ပို့ပြီးလေးပေးတဲ့သင်ခန်းစာတွေကိုစောက်ယူခဲ့ပါတယ်။အမတရားအများစုမပြောပြတာကဘုရားဟာပုံကန်သူတဦးဖြစ်တယ်ဆိုတာပါပဲ။ကျေနာဂိယူနာရှိပြီးထိုတွင်တည်မြင်တဲ့ပုံကန်သူဖြစ်ပေမဲ့ပုံကန်သူတဦးပါပဲ။ကိုမွန်နဲ့ဆိုင်တဲ့အမတရားကိုသူ့အတွင်းမှာတွေ့ရှိခဲ့တာကြောင့်တကူကြီးတဲ့ပုံနာအတွေနဲ့နမကြီးနဲ့ဖရားတွေကိုညှဉ်းဆန်းဖို့တတိရှိခဲ့ပါတယ်။သူရဲ့ဘဝကကျွန်တော်တို့တို့စီကို ကျွန်တော်တို့ရဲ့ကိုပိုင်ယုံကြည်ချက်တွေကိုစစ်ဆေးဖို့အာဒီထုံးတယ်ဒါမှမဟုတ်အယူအဆကိုဆင်လာဖြစ်လို့ပဲလိုင်းနာနေတာလားဒါမှမဟုတ်မှန်ကန်ပြီးအကျိုးရှိတာကိုရှာဖွေနေတာလားလို့မေးဖို့ဖိတ်ခေါ်နေပါတယ်။တခါတည်းမှာဆင်လာကနေဖောက်တတ်တာဟာမန်တရားကိုအသက်ရှင်စေဖို့တခုတည်းသောနီလမ်းပဲဖြစ်ပါတယ်။ပြည့်ထမင်ရက်ကဘယ်လိုရှိပါသလဲ။ဘုရားမန်တရားကိုလိုက်ရှာရမှာအိန္ဒုနတ်ဘုရားတွေကိုစွန့်လွှတ်ခဲ့တာမှန်ပါသလား။ဒီဝိညာဉ်ရဲ့တော်လန်ကြီးကမရှိမဖြစ်လိုအပ်ခဲ့ပါသလား။ ဒီတမိုင်းဝင်နည်းနည်းနဲ့စူးစမ်းရှာဖွေမှုကနေတင်တကူကိုလေးလာခဲ့မယ်ဆိုရင်ကျေးဇူးပြုပြီးဗီဒီယိုလေးကို like လုပ်ပေးသွားဖို့ပြောကြားလိုပါတယ်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးဗာကြီးကိုပုံဖော်ခဲ့တဲ့မပြောပြတဲ့ဇာတ်လမ်းတွေနဲ့နည်းနည်းတဲ့အယူဆတွေကိုဆက်လက်ရှာဖွေဖို့တတိပိခေါင်းလောင်းလေးကိုနှိပ်ဖို့ပြောကြားလိုပါတယ်ကျွန်တော်တို့အားလုံးကိုတားလို့ပဲဘေးကွန်းထုတ်ဖို့တတိနဲ့တတဝအားလုံးအကျိုးအတွက်အမတရားကိုရှာဖွေဖို့ဂိယူနာရှိကြပါစေလို့ပြောကြားလိုပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်